33ချိန်မြောက်တာမန်တင်ဘတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်လုကာဧဝံဂေလိကျမ်းအခန်းကြီး19အခန်းငယ်17မှ28လူတို့သည်ဤเจ้าရများကိုကြားနာ နေကြစဉ်ကိုရောသည်သူတို့အားပုံဥမာတစ်ခုကိုဆက်လက်မိန့်တော်မူ၏အကြောင်းမူကားကိုရောသည်ဂျေရုဆလင်မြို့သို့ရောက်လူနီးပြီဖြစ်သောကြောင့်ဖျားသခင်၏နိုင်ငံတော်သည်ချက်ချင်းပင်ပေါ်ထွန်းတော်မူဟုသူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏ တို့ဖြစ်၍ကိုရောကမိန့်တော်မူသည်မှာမင်းသားတစ်ပါးသည်ဘရင်အရိုက်အရာကိုခံယူ၍ပြန်လာရန်ဝေးလံသောတိုင်းပြည်တစ်ပြည်သို့ထွက်သွားလေ၏။သူသည်မိမိအစီအကံ၁၀ယောက်ကိုခေါ်၍သူတို့အားငွေတင်းက၁၀ပြားကိုပေးပြီးလင်ငါပြန်လာသည့်တိုင်အောင်ကုန်သွယ်ကြလော့ဟုသူတို့အားဆို၏။သို့သောသူ၏ပြည်သူပြည်သားတို့သည် သူကိုမုန်တီးကြသောကြောင့်ကိုစလေအဖွဲ့ကို သူ၏နောက်မှဆေလွတ်၍ဤသူ၏အုပ်စိုးမှုကိုငါတို့အလိုမရှိဟုဆိုကြ၏။ ထိုသူသည်ဘီရင်ရိုက်ရာကိုခံယူပြီးပြန်လာသောအခါမိမိငွေအပ်ထားခဲ့သောအစေခံများသည်ကုံသွယ်ချင်းမှအကျိုးမြတ်မိများရသည်ကိုသိလိုသဖြင့်ထိုသူတို့ကိုမိမိထံသို့ဆင့်ခေါ်လေ၏ပထမအစေခံသည်သူထံသို့လာ၍သခင်အရှင်ငွေတင်းကားတပြားအဖြစ်နောက်ထပ်ငွေတင်းကားပြားဆယ်ပြားတိုးပါးစေခဲ့ပါပြီဟုဆိုလေ၏သူကလည်းကောင်းလေစွာ တစ္ဆာရှိသောငယ်သားကောင်းတင်းသည်ပြင်းငယ်သောအမှု၌တစ္ဆာရှိသောကြောင့်မြို့ဆယ်မြို့ကို ုပ်ဆိုးရမည်ဟုဆို၏ဒုတိယအစည်းအဝေးသည်လည်းလာ၍သခင်အရှင်ငွေတင်းကားတပြားဖြင့်ငွေတင်းကား၅ပြားကိုတိုးပွားစေခဲ့ပါပြီဟုဆို၏သူကတင်းသည်လည်းမြို့ငါးမြို့ကိုအုပ်ဆိုးရမည်ဟုထိုသူအားဆိုလေ၏ထို့နောက်အခြားသောအစည်းအဝေးတူးသည်လာ၍သခင်အရှင်ပေးခဲ့သောငွေတင်းကားတပြားဤတွင်ရှိပါသည်အကျွန်ုပ်သည်ဤငွေကိုပေါ်ဝါနှင့်ထုတ်၍တင်ထားပါသည်အကြောင်းမူကားသခင်သည် တိကျသေးချာသောသူဖြစ်၍သခင်သူလောင်မထားသောဥစ္စာကိုသိမ်းယူပြီးသခင်မဆိုင်ပြိုးသောအရာကိုရည်သိမ်းတတ်သောကြောင့်သခင်ကိုကြောက်ရွံ့ပါသည်ဟုဆို၏သူကလည်းထိုသူအားဆိုးမိုက်သောအစီကံတင့်နှုတ်မှထွက်လာသောစကားအတိုင်းတင့်ကိုငါစီရင်မီငါသည်တိကျသေးချာ၍ငါမတူလောင်သောဥစ္စာကိုသိမ်းယူပြီးငါမဆိုင်ပြိုးသောအရာကိုရည်သိမ်းတတ်ကြောင်းသင်သိပါလျင်အဘယ်ကြောင့်ငါ၏ငွေကိုဘန်တွင်ထည့်မထားပါသည်နည်း ဤသို့တင်ပြခဲ့ပါလေငါပြန်လာသောအချိန်၌ထိုငွေကိုအရင်နှင့်တကွအတိုးကိုပါငါရနိုင်ပေလေမြည်ဟုသူအားဆို၏ထို့နောက်သခင်ကအနီးတွင်ရပ်နေသောသူတို့အားဤသူထံမှငွေတင်းငါးတပြားကိုယူ၍ငွေတင်းငါးဆယ်ပြားရသူအားပေးကြလော့ဟု ဆို၏ထိုသူတို့ကလည်းသခင်သူ့နိုင်ငွေတင်းများဆယ်ပြားရှိပါသည်ဟုဆိုကြ၏သခင်ကတင်တို့အားငါဆိုသည်ကရှိသောသူအားထပ်မံ၍ပေးဦးမည် မရှိသောသူထာမမူကားသူ့၌ရှိသည်များကိုပင်တင်းယူလိမ့်မည်ငါ၏အုပ်ဆိုးခြင်းကိုလက်မခံလိုသောငါရန်သူတို့ကိုမူကားဤနေရာသို့ ခေါ်ဆောင်ခဲ့၍ငါ၏ရှေ့မျက်မှောက်တွင်ကွမျက်ကြလော့ဟူ၍ဆိုသည်ဟု မိန့်တော်မူ၏ကိုတော်သည် ထိုအကြောင်းအရာကိုမိန့်တော်မူပြီးနောက်ဂျေရုဇလင်မြို့သို့ခရီးဆက်ရန်ရှေ့မှကြွသွားတော်မူ၏ ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်ယုံကြည်ခြင်းရဲ့စိတ်ချယုံကြည်ရမှု credibility of faith ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာ ပြန်လဲစမ်းစစ်ဖို့လိုပါတယ်ယုံတဲ့သလားယုံထိုက်သလားကျွန်တော်တို့ဘာကိုယုံနေကြသလဲ ာကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းရှိကြရတာလဲအဲ့လိုယုံတော့ကောကျွန်တော်တို့ဘာဖြစ်လာမလဲစတဲ့မေကွန်းတွေဟာယုံကြည်သူတွေဘက်ကမေးလာတဲ့မေကွန်းတွေပဲဖြစ်ပါတယ်မေးလဲမေးတင်ပါတယ်မေးလဲမေးထိုက်တဲ့မေကွန်းတွေပါဒါယုံကြည်သူတွေဘက်ကယုံကြည်ခြင်းကိုပေးအပ်လာတဲ့ ပုဂ္ဂိုလ်ဖျားဘက်ကလည်းယုံကြည်ထိုက်ဖို့သူ့ရဲ့ credit ကို ပြရပါတယ်သူ့ဘက်ကဂရီပေးတာတွေဂရီအတိုင်းလှုပ်ဆောင်တာတွေဂရီတည်တာတွေဖြစ်ဆွတ်ပေးတာတွေအမှန်လက်တွေ့အကောင်ထဲပေါ်ပေးတာတွေအားဖြင့်ဒီယုံကြည်ခြင်းဟာဖြင့်ယုံသင့်တယ်ယုံထိုက်တယ်ဆိုတဲ့အခြေအနေကိုခံခံမာမာတိဆောက် ေးရမှာပဲဖြစ်ပါတယ်ဒါဘုရားဘက်ကပထမကျမ်းမှာမနေ့ကကျမ်းနဲ့ဆက်ပြီးနားလည်မယ်ဆိုရင်သူတို့ဘုရားပေါ်သစ္စာရှိတယ်ဘုရားရဲ့ဥပဒေတွေကိုလိုက်နာတယ်တခြားသောဘယင်ရဲ့စိတ်ခိုင်းမှုတွေဘုရားနဲ့ဆက်ညင်ပြီးလှုပ်ခိုင်းတဲ့အတွက်ကြောင့်မလှုပ်တဲ့ပုံကိုယ်တွေအသက် ဆုံးရှုံးသွားတဲ့ပုံကိုယ်တွေယုံကြည်ခြင်းအတွက်အ အသက်ပေးသွားတဲ့ပုံကိုယ်တွေတော့ဘာပြန်ရမလဲဒီနေ့ကျမှပြန်ဖို့ပြလာပါတယ်ဖန်ဆင်းရှင်ဘက်ကပြန်ပေးလာမှာကတော့ရှင်သန်ခြင်းနဲ့အသက်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဓမ္မဟောင်းခင်မာတွေကယုံကြည်တာယုံကြည်ခြင်းရဲ့ရလက်ကိုအသက်ရမယ်ဆိုတဲ့အချက်ကိုယုံကြည်သူတွေမျှော်လင့်ခဲ့ကြပါတယ်ယုံကြည်ခဲ့ကြပါတယ် ဒီယုံကြည်ချက်ကလည်းပဲသခင်ယေရှုကြွလာတဲ့အချိန်မှာအတည်ပြုပေးခဲ့ပါတယ်သူရဲ့အဖြစ်ပြက်တွေအားဖြင့်ပါစကနဲ့နေရာတွေအားဖြင့်ယုံကြည်ကြတဲ့အရာကျွန်တော်တို့ယုံကြည်တဲ့အရာဟာယုံကြည်တဲ့ယုံထိုက်တဲ့အကြောင်းယုံကြည်ခြင်းရဲ့ credit credibility ယုံကြည်ရမှုကို အခိုင်အမာတိဆောက်ပြလိုက်ခြင်းဖြစ်ပါတယ် ဒါကြောင့်အဲ့ဒီအခြေအနေကစပြီးယုံကြည်သူတွေဟာပို့ပြီးကမှယုံကြည်ခြင်းပေါ်မှာအခြေခံပြီးသူတို့ဘဝကိုတည်ဆောက်လာခဲ့ကြပါတယ်။တယောက်ချင်းစီဆို၎င်းအသိတော်ကြီးတစ်ခုလုံးအနေနဲ့ဆို၎င်းယုံကြည်ခြင်းပေါ်မှာအမှုတည်ပြီးကမှအခိုင်မာအုံမြင့်ချပြီးကမှသူတို့ရဲ့ဘဝကိုတည်ဆောက်လာခဲ့ကြပါတယ်။အဲဒီအင်္ဂလိပ်ကျောင်းကိုကြည့်မယ်ဆိုရင် နိုင်ငံတော်လာပြီးတော့ပြေးတယ်။ ဂျေရုဇလင်သွားရလမ်းတစ်လျှောက်မှာသူကိုယ်တိုင်ဒီနေ့ပုံဥပမာကို ပြောလိုက်ခြင်းဟာယုံကြည်သူတွေဘဝအတ္တတာမှာသူ့ရဲ့နောက်ဆုံးကြွလာမယ့်အချိန်ကိုစိတ်ရှိရှိဇွဲရှိရှိစောင့်မှုကိုယ်မှာပေးထားတဲ့ကျေးဇူးတော်တွေကိုအမိပြုပြီးတရိဝရိယရှိရှိ လုံလဝရိယအားစိတ်ထုတ်ပြီး ကိုယ့်ဘဝအပေါ်မှာတစ္ဆာရှိရှိနဲ့ အသက်ရှင်ဖို့ညွန်ကြားခဲ့ခြင်းသာဖြစ်ပါတယ်။အကြောင်းဒီကျမ်းတွေကိုပြန်လည်ပြီးစူးစီးပြီးနားလည်ရမယ်ဆိုရင်ယုံကြည်ခြင်းပေါ်မှာတည်ဆောက်လာတဲ့ဘဝကိုဆက်လက်ပြီးကမှ ကိုက ကိုယ့်ဘက်ကလည်းသစ္စာရှိစွာနဲ့သတိဝိရိယရှိရှိစူးစမ်းအားထုတ်ပြီးဆက်လက်ပြီးအသက်ရှင်ဖို့သူဟာဆက်လက်ပြီးညွန်ကြားနေခြင်းဖြစ်ပါတယ်။အခက်အခဲရှိကောင်းရှိမယ်အစီအတားရှိကောင်းရှိမယ်သို့သော် ယုံကြည်ထင်တယ်ယုံကြည်ထိုက်တယ်ယုံတဲ့အတိုင်းအသက်ရှင်ရမယ်ဆိုတဲ့စိတ်ပြထန်းချက်ကိုချမှတ်လိုက်ဖို့ဒီနေ့ခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်ခမီးတော်သားတော်သရှင်သောညီတော်ဘုန်းတော်ကိုယ်တော်ရှိပါစေ။